မင်္ဂလာပါမျိုးတွေကျွန်တော်တို့ဒီနေ့တော့ဘူတုဒရစရာအကြောင်းလေးတခုပြောကြရအောင်ပါဗျာအဲ့ဒါဘာလဲဆိုတော့ copy နဲ့ paste အကြောင်းပေါ့ copy paste ကကျွန်တော်တို့ခင်ဗျားတို့တွေနေ့တိုင်းသုံးတယ်ဟဲ့လားကျောင်းမှာလည်းသုံးတယ်ရုံးမှာလည်းသုံးတယ်အခုအချင်းချင်းတငယ်ချင်းတွေနဲ့စကားပြောနေရင်တော့သုံးရင်သုံးနေကြပါဒါပေမဲ့အဲ့ဒီ copy နဲ့ paste ကိုဘယ်သူတီထွေညက်လဲဆိုတာစဉ်းစားကြည့်ကြဘူးလားပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ control c control v ဆိုတဲ့ computer key လေးသုံးခုတည်းနဲ့ ကဘာကြီးတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်ခဲ့တဲ့ Larry Tesla ဆိုတဲ့သူအကြောင်းပြောကြတာပေါ့ဗျာဆိုတော့ Larry Tesla ဆိုတာက American Computer သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်သူ့ကို1945ခုနှစ်မှာမွေးခဲ့တယ်ပေါ့နော်ဆိုတော့သူက Zeropia C ဆိုတဲ့ Computer Interface ကိုပထမအဦးဆုံးတီထွင်နိုင်တဲ့ဒီနာမည်ကြီးပေါ့နော် Lab ခန်းမှာသူအလုပ်လုပ်ခဲ့တယ်အဲ့ဒီမှာပဲသူကဒီ Yoshin ရဲ့ idea ကိုသူရလာခဲ့တယ်ပေါ့နော် copy နဲ့ paste မပေါ်ခင်တော့ဆိုရင်ကျွန်တော်တို့ကွန်ပျူတာမှာစာတွေပြင်ဆင်တီးဖြတ်တဲ့အခါမှာအရန်ကိုစိတ်ညစ်ဖို့ကောင်းတယ်အိတ်ခက်ကလူတွေဆိုလို့ရှိရင်တကယ်လို့စာတစ်ခုကိုသူတို့က copy paste လုပ်ချင်တယ်ဆိုရင်မလုပ်ရလဲဆိုတော့အဲ့ဒီစာကိုဖြတ်ပြီးကြရင်တကယ်ကို manual သွားပြီးတော့ရှာစာပြန်ရိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ရတယ်ကျွန်တော်တို့ခုခေတ်အဲ့လိုပုံစံနဲ့အเจ้า assignment တွေရေးမယ်စဉ်းစားတာကြည့် ဘလို့ဖြစ်မလဲဆိုတာဆိုတော့ Larry Tesla ကကွန်ပျူတာဆိုတာလူတိုင်းအတွက်လွယ်ကူတဲ့နယ်လို့သူကတွေးတဲ့သူတယောက်ပေါ့အဲ့တော့သူက cut ရယ် copy ရယ် paste ရယ်ဆိုတဲ့စနစ်သုံးခုကိုသူကတီထွင်ခဲ့တယ်ပေါ့နော်အဲ့စနစ်ကသူကဘယ်ကနေပြီးတော့သူ idea ရရလဲဆိုတော့ဒီအပြည့်မှာတကယ်စာတွေကိုဖြတ်ဖြတ်ပြီးတော့အဲ့မှာသွားပြီးကူးပါတဲ့ဟာကိုသူက inspire လုပ်တာပေါ့နော်အတူယူလိုက်ပြီးတော့ cut copy paste ဆိုတာကိုကွန်ပျူတာအတွက်ကိုသူတီထွင်ခဲ့တယ်ပေါ့1980မှာတော့ Steve Jobs က Tesla ကို အပယ်မှာအလောက်ခန့်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီကစပြီးတော့ copy နဲ့ paste ကဒီ mac computer တွေမှာသူရဲ့ standard feature ဖြစ်လာတယ်ပေါ့နော်ဒါပုံမှန်ပါဝင်တဲ့ feature တစ်ခုဖြစ်လာတယ်အဲ့ဒါကြောင့်ပဲ mac computer တွေကအသုံးပြုသူတွေအတွက်ပို့ပြီးတော့လွယ်ကူလာတဲ့ computer တွေဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့ Microsoft ကဒီ copy paste system ထည့်လိုက်ပြီးတဲ့အချိန်မှာတော့တကဘာလုံးက copy တွေ paste တွေဖြစ်ကုန်အောင်အကုန်လုံးဆိုစဉ်းစားကြည့်ပေါ့ဗျာ Larry Tesla ရဲ့ တီထွင်နိုင်မှုကကျွန်တော်တို့ကျောင်းသားတွေစာရေးတဲ့သူတွေပရိုဂရမ်မာတွေဟာအမြဲတမ်းသုံးနေရတဲ့ကွန်ပျူတာသုံးတဲ့သူတိုင်းသုံးနေရတဲ့ feature တခုပေါ့ဗျာဒီနေ့ခင်မှာဆိုလို့ရှိရင်လည်းဖုန်းတွေမှာပဲဖြစ်ဖြစ် tablet မှာပဲဖြစ် laptop မှာပဲဖြစ်ဖြစ်သူ့ရဲ့ idea ကိုကျွန်တော်တို့ခုချိန်ထိသုံးနေရတော့မယ်ဆိုတော့စဉ်းစားကြည့်ရင်ဗျာ तू ကတကယ်ကိုဟိုဘယ်လိုပြောမလဲနာမည်ကြီးစနစ်ကြီးတခုဟာတည်မလား Apple လိုမျိုးဟာခုနပြောတဲ့ VR တွေပါအဲ့ဒါမျိုးတွေ तू တီထွင်ခဲ့တာမဟုတ်ဘူး သူတည်တွင်ခဲ့တာရိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့သူ့ရဲ့တီထွင်မှုတစ်ခုကကျွန်တော်တို့လူသားတွေအကုန်လုံးဒီကမ္ဘာမှာရှိတဲ့လူသားတွေအကုန်လုံးမိဘရဲ့ lifestyle တစ်ခုဖြစ်သွားတယ်ပေါ့နော်နေ့စဉ်ဘဝမှာအမြဲတမ်းရင်းနှီးခဲ့တဲ့စနစ်တစ်ခုဖြစ်သွားတယ်ဟာလာခုခေတ်လိုမျိုးအာ VR တွေထူးဆန်းပြီးတော့အရန်ကို flashy ဖြစ်တဲ့ system မျိုးတီထွင်ခဲ့တာမဟုတ် Larry Tesla က2020ခုနှစ်အသက်84နှစ်မှာတော့ စုံပါသွားခဲ့တယ်။သူ့ကိုဘယ်လိုဂုဏ်ပြုခဲ့လဲဆိုတော့ user friendly computer ကိုစုံတီထွင်ခဲ့တဲ့သူပေါ့နော်။တကယ် legend ကြီးတွေကအမြဲတမ်းနာမည်ကြီးနေတဲ့သူမျိုးမဟုတ်ဘူး။ဒါပေမဲ့သူတို့ရဲ့တီထွင်မှုတွေကအမြဲတမ်းလူသားတွေအတွက်ကိုအသုံးဝင်တယ်ပေါ့နော်။ဒါ Larry Tesla ဆိုရင်လူသိနေတယ်။နောက်တိုင်းကနေပါတကယ်ကွန်ပျူတာအတိုင်းဝိုင်းကြီးတွေမှာတော့ သူ့ကိုမသိတဲ့သူမရှိဘူးပေါ့နော်ဒါပေမဲ့ပုံမှန်တမန်တုံးတဲ့ကွန်ပျူတာသမားတွေခြားထဲမှာတော့ Larry Tesla ဆိုတာဘယ်သူလဲလို့မေးကြတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်မြန်မာနိုင်ငံသူလည်းတော့တော့မသိကြပါဘူးဒါပေမဲ့သူ့ရဲ့တီဖွင့်မှုတွေကတကယ်ကိုအတော့ဝင်ခဲ့တယ်ပေါ့နော်ဆိုတော့တကယ်လို့ခင်ဗျားနောက်တစ်ချိန်မှာ assignment ရေတော့ copy ကူးတော့မယ်ဒါမှမဟုတ်ရင်တခြားလူတယောက်ရဲ့ means တွေကို copy ကူးတော့မယ်ဆိုလို့ရှိရင်ဒီလိုမျိုး copy ကူးနိုင်အောင်ဘယ်သူတီထွင်ခဲ့လဲဆိုတာပရိယာလို့ရပြီပေါ့အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲအားလုံးကျေးဇူးတင်ပါတယ်